ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ် episode 28မှာတော့ဂျီတို့တို့ရောကဘန်းညောင်နေမှာထိုင်စကားပြောနေကြပါတယ်ကျွန်းကတော့မင်္ဂလာတို့နဲ့အတူ ဝင်ပြိုင်မယ်ဆိုတာတကယ်သေးကြပြီလားလို့ဆိုပြီးတော့ဂျီကိုမေးလိုက်ပါတယ်ဂျီကလည်းအေးပြိုင်မယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်မင်းတို့ကလည်းစုချင်းဝင်အတွက်နဲ့လားဒါမှမဟုတ်နိုင်ငံတကာပြိုင်ပွဲတွေမှာဝင်ပြိုင်ခွင့်ရကြင်လို့လားဆိုပြီးတော့ဂျီကိုမေးနေပါတယ်တကယ်တမ်းမှာတော့ဂျီက တီဗီပေါ်မှာစံဖြူဘဲကြီးကသူ့ဦးလေးအကြောင်းကိုမဟုတ်ကဟုတ်ကတွေပြောသွားတာကိုမခံချင်တာနဲ့သူ့ဦးလေးတွေလက်စားပြန်ချေဖို့အတွက်ပဲဖြစ်ပါတယ်။ထိုချိန်မှာဂျွန်ကတော့ဂျေကသူတို့နဲ့အတူတူပြိုင်ပွဲကိုဝင်ပြိုင်မှာဖြစ်တဲ့တွေဝမ်းသာပေမဲ့လေအဖွဲထောင်ဖို့တွေလူထက်လူကြောင် ပြောပြနေပါတယ်။မင်းတို့ကတော့သူ့ရဲ့အဖွဲထောင်ကဒီဂျီတို့ကလည်းဝင်ပြိုင်ကြမယ်ဆိုတာကိုသိကြနေတဲ့အတွေ့ပြန်လက်စားချေဖို့ဂျုံဝါနေပါတယ်။ဂျွန်ကတော့ ြီးခဲ့တာပဲလေပြီးပြီဘာမှကောင်းတယ်မထက်မနေနဲ့အခုအဖွဲသစ်ထောင်ဖို့ကိုပဲစဉ်းစားကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်မင်းကြီးကတော့အေးအားလည်းဟုတ်တယ်အဖွဲတွေနာမည်တခုတော့စဉ်းစားရမယ်ဆိုပြီးတော့သုံးယောက်သားထိုင်စဉ်းစားနေပါတယ်ထို့ချင်းမှာမင်းကြီးကအဖွဲနာမည်ကိုစူပါကူးလို့ပေးဖို့ပြောလိုက်ပါတယ်ကျန်တဲ့နေရာကလည်းဒီနာမည်ကိုကြားကြားချင်းမှာပဲစိတ်ပြည့်သွားပါတယ်ကျွန်းကတော့အခုသူတို့အိမ်ပြန်ပြီးတော့မနေ့ပြန်ကျောင်းကိုရောက်မှာ ြန်တိုင်ပင်ကြဖို့ပြောလိုက်ပါတယ်။မင်းတို့ကတော့အဖွဲ့နာမည်ကိုစူပါကူးဆိုပြီးတော့ပေးကြဖို့ကိုပဲဆက်ပြောနေပါတယ်။ဂျေကတော့ G unit တစ်ဖွဲ့တည်းပြန်ရမှာကိုစိတ်ညစ်နေပါတယ်။နောက်နေ့ကြောင်းမှာတော့မင်းတို့ကတစ်ချိန်လုံးအဖွဲ့နာမည်အတွက်ပဲစဉ်းစားနေပါတယ်။ငါ့ဘဝမှာဒီလောက်ခက်ခဲတာကိုအခုမှပဲကြုံရတော့လဲဆိုပြီးတော့ကြွေးနေပါတယ်။နားချိန်မှာလည်းတုံ့ရောက်တာကောင်းကြီးဆက်ပြီးတော့ဒီအကြောင်းကိုပဲဆက်ပြီးတော့တိုင်ပင်နေပါတယ်။ဒါပေမဲ့ဘာအိုင်ဒီယာမှရမလာခဲ့ပါဘူး။ မင်းကြီးကတော့ညက်ကသူပေးထားတဲ့နာမည်ပဲပြီးကြရအောင်ဆိုပြီးတော့ပြောနေပါတယ်။ကြီးကလည်းဒီနာမည်ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ပဲပြောလိုက်ပါတယ်။မင်းကြီးကလည်းအဲ့ဒါဆိုရင်မင်းပြောလေမင်းမှဘာအိုင်ဒီယာရှိလဲဆိုပြီးတော့မေးလိုက်ပါတယ်။တကယ်တမ်းကကြီးကလည်းစဉ်းစားလို့မရသေးပါဘူး။ကြီးကတော့ငါလည်းမသိသေးဘူး။စူပါကူးကလည်းရင်ကြိုက်တာပေးလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းကြီးကလည်းမင်းကမင်းကြတော့မစဉ်းစားတတ်ဘူး။သူများစဉ်းစားတာကြတော့လေလက်မခံဘူးဆိုတော့ မင်းကဘာဖြစ်နေရလဲဘီးဖြစ်နေလားဆိုပြီးတော့ရန်ဖြစ်နေပါတယ်ထို့ချင်းပါပဲရှယ်လီကဂျင်းဘာလုပ်နေရလဲဆိုပြီးတော့သူတို့စီကိုရုတ်တရက်ရောက်လာပါတယ်ဟိုသုံးယောက်ကလည်းရှယ်လီရောက်လာတာကြောင့်ကြောက်သွားပါတယ်ရှယ်လီကသူတို့စကားပြောနေတာကိုခိုးနားထောင်နေရကြောင်းသူ့ဘအဖွဲတွေကိုဝင်ချင်းလို့ပါဆိုပြီးတော့ပြောနေပါတယ်ဂျင်းကတော့ဒီပြန်ပွဲကမင်းကလေးတွေအတွက်အန္တရာယ်များတယ်ဆိုပြီးတော့ပြောနေပါတယ်မင်းတို့ကတော့ဝမ်မတ်တသာလက်ခံလိုက်ပါတယ်ဒါပေမဲ့ဆက်ပြီးတော့ကောင်းကောင်းစီးတက်တယ်မလား အားလို့ဆိုရင်ရပါပြီကျန်တာတော့ငါတို့တာဝန်ထားဆိုပြီးတော့မီနူးကပြောလိုက်ပါတယ်ရှယ်လီကတော့ငါအနှစ်ထဲပိုးကောင်းကောင်းစီးတက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်မီယာနဲ့ယူနာကလည်းစင်းညာလက်မှာလမ်းလျှောက်လိုက်နေယူနာကမီယာနင့်ကိုကြည့်ရတာမနေ့ကတည်းကအစင်ကုန်မပြေဘူးဘာဖြစ်နေရလဲဆိုပြီးတော့မေးနေပါတယ်မီယာကတော့သူဘာမှမဖြစ်ကြောင်းဟန်ဆောင်ပြုံးကပြောပြနေပါတယ်ချိုချင်းမတွင်ကတော့စိတ်ကြီးနေရင်တခြင်းနားထောင်ပါလားဆိုပြီးတော့အာယုံလာနောက်နေပါတယ် ချိုချင်မတွင်ကစကားပြောနေကြတဲ့ဂျေတို့ကိုမြင်သွားတော့အပြေးသွားပြီးတော့မင်းတို့ကိုငါတငယ်ချင်းတွေလို့ငါတော့သတ်မှတ်ထားတာမင်းတို့ကကြတော့ငါ့ကိုမခေါ်ဘူးနော်ဆိုပြီးတော့သူ့ကိုခြံထားလို့စိတ်ဆိုးနေပါတယ်မိရကတော့ဂျေကိုရှယ်လီနဲ့မြင်လိုက်ရတာစိတ်ပြက်လက်ပြက်နဲ့ရှောင်သွားပါတယ်ရှယ်လီကတော့မိရကိုကြည့်ပြီးတော့တခခုခံစားမိနေပါတယ်တွင်ကတော့သူ့ဘာအဖွဲထဲမှာပါချင်လို့ဆိုပြီးတော့မီနူးတို့ကိုပူဇာနေပါတယ်ထို့နောက်သူတို့ငါးယောက်သား ကျောင်းပြင်မှာထိုင်ပြီးတော့စကားပြောနေကြပါတယ်။မင်းတို့ကတွင်ကိုမင်းကဒီမှာဘာလိုက်လောက်တာလဲဆိုပြီးတော့နင်းထုတ်ခြင်းနေပါတယ်။ငါလည်းအဖို့နဲ့ပွားခြင်းတော့လေကွာဆိုပြီးတော့တွင်ကပြောလိုက်ပါတယ်။မင်းတို့ကတော့မင်းမှာစပင်းရောက်ရှိလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။တွင်ကလည်းငါလည်းဝယ်ဖို့လုပ်နေပါတယ်ကွာ။လိုက်ပေါ်မှာရှာနေတယ်လို့ပြောလိုက်ပါတယ်။မင်းတို့ကတော့စပင်းတော့အခုချိန်ထိမဝယ်ရသေးပဲနဲ့ပြိုင်ပွဲဝင်မဲ့အသင်းတွေကိုစွန့်ဝင်မဲ့လုပ်နေတဲ့တွင်ကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေပါတယ်။တွင်ကတော့ သူ့ရဲ့အသင်းနာမည်ကိုကျောင်းနာမည်ပဲပေးဖို့ပြောနေပါတယ်။ဒါပေမဲ့ကျောင်းရဲ့နာမည်ကြီးဖြစ်နေတာကြောင့်မကြိုက်ကြပါဘူး။မင်းကြီးကတော့စူပါကူးယောဂပြန်ထလာတာကြောင့်ပါးစပ်ပိတ်ထားဖို့ပြောနေရပါတယ်။ကျောင်းအုံကြီးကတော့သူ့မိမလေးကိုမျက်လုံးတောက်ထောက်ကြည့်နေပါတယ်။ကြီးရဲ့ဘေးနားကိုအမြဲရောက်နေရကြောင်းဒေါသလည်းထွက်နေပါတယ်။တွင်ကတော့ဒင်းချင်းတောက်နေနေသူ့မျက်စိရှိပိုးဖလန်တကောင်ရောက်လာတာကြောင့်ယုံရင်းစံကဖြစ်နေပါတယ်။မင်းကြီးကတော့အဲ့ဒါဝိရေစုံငက်ကြီးမဟုတ်ဘူးလားဆိုပြီးတော့អော်နေပါတယ်။ ကျွန်းကတော့အဲ့ဒါဝိရိယစုံငယ်မဟုတ်ဘူးဒါပေမဲ့သူကဝိရိယစုံငယ်နဲ့ပုံစံချင်းစင်တာကြောင့်ငှက်နဲ့အထင်မှားကြတယ်တကယ်တမ်းကသူကပိုးဖလံသက်သက်ပဲပြီးရင်တော့ဝိရိယစုံငယ်အကြောင်းကိုကျွန်းကရှင်းပြနေပါတယ်ဝိရိယစုံငယ်ကတခြားငှက်တွေတွေပို့ပြီးတော့တောင်ပန်တွေကိုမြ мян ခနိုင်ကြတယ်တစ်စက္ကန့်အတွင်းမှာတင်အချိန်90လောက်ထိကိုခနိုင်ကြတယ်ဆိုပြီးတော့ကျွန်းကပြောပြနေပါတယ်မင်းနူးကလည်းအံ့ဩသွားပြီးတော့ငါတို့လည်း10မိနစ်တွေမှာအချိန်90လောက် စပင်းကိုနင်းနိုင်ရင်ဆိုင်ငယ်ထက်တောင်မြန်သွားမှာမဟုတ်ဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်။တို့ချိန်မှာဂျွန်ကသူ့ရဲ့အဖွဲ့နာမည်ကိုဝိရီစုံငယ်ရဲ့နာမည်ဖြစ်တဲ့ဟမ်မင်ဘက်လို့ပြေဖို့အိုင်ဒီယာရပ်သွားပါတယ်။တခြားသူတွေကတော့ဂျွန်ကိုကြည့်ပြီးတော့နားလည်ပြီးမလဲ။ငတ်တုံးကောင်ဂျွန်ကတော့ဟမ်မင်ဘက်ကဘာကြည့်လဲဆိုပြီးတော့နားမလည်သေးဘူးဖြစ်နေပါတယ်။ဒီအပီဆိုဒ်ရဲ့အဆုံးမှာတော့နက်နက်ဖုံးတဲ့လူတွေရောမွန်စတာ73ဆိုတဲ့ကောင်ကြီးရဲ့အန်နမီရုပ်တွေနဲ့ဖက်တီကြီးတယောက်ရဲ့ ဆက်လေးတောင်းနေတဲ့တက်တူးနဲ့ကောင်းမလေးနဲ့ဒီရေတို့ကိုပြထားပြီးတော့သူတို့ကလည်းစပင်းပြိုင်ပွဲပိုစတာကိုကြည့်ပြီးတော့ဝင်ပြန်ကြဖို့စီစဉ်နေကြတာကိုတွေ့ရပါတယ်။နောက်လာမယ့်အပိုင်းတွေမှာဂျေတို့ရဲ့ဟမ်မီဘက်အဖွဲ့ကဒီလူတွေကိုဘလို့ရင်ဆိုင်ကြော်ဖြတ်ကြမလဲဆိုတာကိုရင်ကုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာထိလိုက်ပါကြည့်ရှုလာတဲ့တယောက်ချင်းစီတိုက်ကိုလည်းဂျေစုအထူးတင်ရှိပါတယ်ခင်ဗျာ။